စကိုင်းတိုင်းပလဲမြို့နယ်ကန်းတောင်စကန်းသိန်းတိုက်ပွဲ15ရက်တာတိုက်ပွဲပြင်းထန်နေပြီးတော့စောစုကလေချောင်းပုံကျဲလို့ဥယျာဉ်ဆွန့်ခွာစပေးရှောင်နေရတဲ့ပြည်သူတွေလည်းစားတောက်နေထိုင်နေတဲ့ဇမကြီးအတွက်အခက်အခဲတွေကြုံနေရတယ်လို့ဒေသခံတွေကအမှတ်ပြကိုပြောပါရယ်။ကန်းတောင်ရွာရဲစခန်းကိုသိမ်းပိုက်နိုင်ဖို့တော်လန်ရေးတပ်တွေကဇွန်လ2ရက်ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်ပြီးတော့ဒီကနေ့ထိတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေစေဖြစ်လို့ စောစုကလည်းကန်းတောက်ရွာကိုသာမကပလဲနဲ့တနယ်လုံးကိုနေရောညပါဘုံကျဲနေရပါပလဲမျိုးနဲ့ခြေရွာ20ကျော်ကတောင်းတဲ့ခြေတဲ့ပြည်သူတွေအိုးအိမ်ဆုံးခွာဆက်ရှောင်နေရတာရက်တတပတ်နှစ်ပတ်ကျော်ကြာရှိလာပြီးနေ့စဉ်မိုးရွာနေလို့နေထိုင်စားတောက်ရင်းနဲ့ကျန်းမာရေးအတွက်အခက်အခဲတွေရှိနေရလို့ကိုယ်တိုင်ဆက်ရှောင်ရင်းဆက်ရှောင်ရေးကုညီနေသူတဦးကအမပီကိုပြောပါတယ်ပလဲနဲ့ကန်းတောက်တိုက်ပွဲကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဥဆောင်တိုက်ခိုက်နေပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရအင်ယူဂျီကာကွယ်ရေးဝန်ကြီးဌာန MOD လောက်ခံရင်းမပင်ခရိုင်စစ်တေတာရင်းမပင်ခရိုင် PDF တရင်တပ်ဖွဲ့တွေနဲ့အခြားသောဒေသခံတော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်နေတာပါကန်းတောင်စကန်မကြဖို့အစိုးစုကလေချောင်းပုံကျဲခုခံနေသလိုကန်းတောင်ရွာနဲ့မနီမွေးမှာရှိတဲ့ MD ရွာပြူစကန်စည်းပြူကုန်းရွာပြူစကန်နဲ့ပလဲမျိုးဘုကအစိုးစုစကန်တွေကိုလေချောင်းတုံးကစစ်ကူအင်အားတွေအဆက်မပြတ်ဖြည့်တင်းနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။